အဝေးကတောတောင်ထူထက်လာတဲ့နေပြည်တခုမှာနေသမီးလေးတစ်ပါးရှိပါတယ်။သူမဟာနေပြည်ရဲ့လက်ပတာရတဲ့ဥယျာဉ်တွေကြားမှာလွတ်လပ်စွာပြန်တန်းလေးရှိပြီးတဘာဝရဲ့လှပမှုတွေကိုခန်းစားရှာဖွေတတ်တဲ့နေသမီးလေးပါဖြစ်ပါတယ်။ဒီနေ့မှာတော့သူမဟာတစ်ပင်ကြီးတစ်ခုရဲ့အောက်မှာတောက်ပနေတဲ့လက်စွပ်တကွင်းကိုတွေ့လိုက်ရပါတယ်။ဒီလက်စွပ်ဟာတာမန်လက်စွပ်မဟုတ်ပါဘူး။မော်တက်နဲ့ပြုလုပ်ထားတဲ့လက်စွပ်ဖြစ်ပြီးသူ့ကိုဝစ်စင်သူရဲ့ဆန္ဒတွေကိုအကောင့်ထဲပေါ်ပေးနိုင်စွမ်းရှိပါတယ်။နေသမီးလေးဟာဒီလက်စွပ်ကိုဝစ်စင်လိုက်တဲ့အခါသူမရဲ့ဘဝဟာလုံးဝပြောင်းလဲသွားပါတော့တယ်။ သူမဟာလူသားတွေရဲ့ကဘာကိုခဏတာရောက်ရှိသွားပြီးလူသားတွေရဲ့ခံစားချက်တွေဘဝတွေကိုနီးနီးကပ်ကပ်ခံစားရပါတော့တယ်။ဒါပေမဲ့ဒီလက်ဆွေရဲ့မော်ဆွမ်းအားဟာသူ့ကိုအနည်းရွေနဲ့လည်းရင်ဆိုင်စေပါတယ်။လက်ဆွေရဲ့ဆွမ်းအားကိုအလွဲသုံးစားလို့မဲ့မကောင်းဆိုးဝါးတွေဟာသူ့မကိုလိုက်လံကြေရာခံနေပါတော့တယ်။နေသမီးလေးဟာဒီလက်ဆွေရဲ့ရှုပ်ဝက်ချက်တွေကိုဖော်ထုတ်ရင်သူ့ရဲ့စစ်မှန်တဲ့ဆွမ်းအားကိုရှာဖွေရင်းစွန်းစားကန်းတွေထဲဝင်ရောက်သွားပါတော့တယ်။သူမဟာလူသားတွေရဲ့ကဘာမှာချစ်ချင်းမေတ္တာမိတ်ဆွေဖွဲ့ခြင်းဆွလို့အနစ်နာခံခြင်းတွေကိုတင်ယူခဲ့ပါတယ်။ ီလိုနဲ့နတ်သမီးလေးဟာလက်ဆွေရဲ့မော်ဆွမ်းအားကိုအသုံးပြုပြီးမကောင်းဆိုးဝါးတွေကိုအနိုင်ယူကာနှက်ပြီးနဲ့လူသားတွေရဲ့ကဘာကိုကယ်တင်နိုင်ခဲ့ပါတယ်